ဒီထဲမှာဆိုင်းခိုးဆွဲကြောင်သားရှိလားရှိပါရဲ့အိထားစမ်းကွာအဲ့ကောင်ကျွန်တော်သားရဲ့ဖုန်းကိုခိုးသွားရဲဆိုလို့မြင်မြင်တတ်တယ်နေတော့လာခဲ့ရခဏလေးပါရှင်ဖုန်းကိစ္စကိုခဏထားပါဒါခဏပြန်ထားအောင်နော်ဟွာကျေးဇူးပြုပြီးတော့လေအခုရဲ့အပြောအဆိုပြုမှုလေးကိုစူးစမ်းပြီးရင်ကျေးပြီလို့ရမလားရှင်ကျမယောက်ျားပြောရတဲ့မှာရိုင်းနာများပါသွားလို့လားဆီယာမကျမတို့ကအဆင့်အတန်းရှိတဲ့အတိုင်းဝန်းကပါအဲ့လောက်မရိုင်းပါဘူးဟုတ်ကဲ့အဲ့ဒါဆိုကျမပြောပြပါမယ် ်ပထမအချက်ကဟိုဆီယမလီပြောပြနေတဲ့ကြားရရခွင့်ပြုချက်မဆောင်မဲဒီစာသင်ခန်းထဲကိုရှင်းလို့စုံဝင်လာဒုတိယအချက်ကကျမစာသင်နေတဲ့အချိန်မှာဒီစာသင်ခန်းကကျမရဲ့စီမံမှုအောက်မှာပဲရှိပါတယ်ကျမကိုခွင့်မတောင်းမနေဒီခန်းထဲရာចောင်းသားကိုထားဆန်းကွာလို့ခိုင်းတာဟာမထီမဲ့မြင်ပြရရောက်ပြီးရောယဉ်ကျေးမှုကိုသိဖြစ်သွားပါရဲ့ရှင်နောက်ဆုံးချက်ကတော့ဒီကလေးယူရမယူရအဖေမပေါ်သေးပဲအများရှိမှတခိုးလို့ပြောတယ် ဒါတွေအားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်လူကျင့်ဝင်လူစည်းကမ်းကိုချိုးဖောက်ပြီးညီချင်းမှုကိုဆန့်ကျင်နေပါရဲ့ရှင်။အစံတန်းရှိရဲ့အကိုတို့အမတို့နဲ့ဒီအပြစ်ငွေနဲ့တွေ့တရတာဘလို့မှမလိုက်ဖပါဘူးရှင်။ဒီကိစ္စကိုကျွန်မတက်နိုင်တယ်လို့ရှင်းပြပါမယ်။ဟိုဖုန်းကဘယ်ရှင်အဆက်ပြောက်တာလဲမသိဘူး။မင်းညက်နေရပြောက်တာပါ။ကျွန်တော်ကဒီမနဲ့မှသိရ။တာခဏထပါ။သူတို့ရဲ့ဖုန်းကိုတာယူထားမိလား။တာမိဦးရှင်မ။ ဟုတ်ပြီသားဒီနေ့ဆ ्याम တင်နာဒူးကြိုက်အကြောင်းနော်သူများပြည်စီခွင့်ကာယဒူးကြိုက်မခိုးဘူးလို့လည်းရင်ဝစီဒူးကြိုက်သူများပြည်စီကိုမတရားလူကျင်တာကအပိစာမနော်ဒူးကြိုက်ဥမာကွာအကယ်၍တာယူထားမိတယ်ဆိုရင်အခုပြန်ပြီးတောင်းမှန်လိုက်ရင်ဒီဒူးကြိုက်အမှုတွေကနေလွတ်သွားမယ်ယူထားရနဲ့ဆက်လိမ်နေမယ်ဆိုရင်တော့ဒီရဲ့အခုတို့ဆူကြူတွေကိုဒါအခုဘွာရောနောက်ဘွာပါခင်ရမှာနော်ဆ ्याम ထက်မိမယ်မရှက်နဲ့မကြောက်နဲ့နော်ဒါယူထားမိလားဒါမယူဆ ्याम ဒါလုံးဝမယူ တာဘယ်တော့မှသူများပြစီမခိုးခဲ့ဘူး။တာကြိမ်ပြောရတဲ့ဆီမသူ့အိတ်ထဲကိုရှာကြည့်ရင်တွေ့လိမ့်မယ်ဆီမ။ဟုတ်ပြီတာ။တာကိုဆီမယုံနေ။ဒါပေမဲ့သူတို့ကျင်းနေအောင်တော့တာရဲ့အိတ်ကိုဆီမရှာကြည့်မယ်နော်။ဆရာမဒီမှာဖုန်းတလုံးတွေ့ရဲ့ဆရာမဟင်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကျွန်တော်ဖုန်းမယ်ဟုတ်တယ်အဲ့ဖုန်းမယ် မဟုတ်ဘူးဆီယမ်မှာကျွန်တော်မကူဘူးအိတ်ထဲကိုဘယ်လိုရောက်နေလဲဆိုတော့ကျွန်တော်တကယ်မသိဘူးဆီယမ်မှာကဲလဘူးလက်ချက်မိပြီဆိုတော့ဆီယမ်မဘယ်လိုဆက်ရှင်ပြီဆီယမ်မဆိုင်းကူရဲ့မိဘတွေကိုဖုန်းဆက်ခေါ်လိုက်ပါဟုတ်ကဲ့ကျွန်တော်မကူပါဘူးဆီယမ်မတတ်တော့မှမှာလေအိမ်တော့ဖုန်းဆက်ပါနဲ့နော်တချိန်ပြေးပါလေအိတ်ထဲကိုဘယ်လိုရောက်နေလဲဆိုတော့ကျွန်တော်တကယ်မသိပါဘူးဆီယမ်မရဲ့တခိုးကတော့ခိုးတယ်လို့ဘယ်ပြောမလဲရှင်တအားုံနေရောက်ကိုဆီယမ်မတခုလောက်မေးလို့ရမလားဟုတ်ရပါတယ် ဆိုင်ခူရဲ့အိတ်ထဲမှာဖုံးရှိတယ်လို့သားတို့ကဘယ်လိုလုပ်ပြီးသိရလဲ။ဟိုဟိုမနေ့ကဒမတ်စကူကိုလာရင်လမ်းမှာသူအဲ့ဒီဖုံးကိုခြင်နေတာကျွန်တော်လမ်းမြင်လိုက်တယ်ရှင်။မဟုတ်ဘူးဆရာမရှင်။မနေ့ကကိုဆိုင်ကိုသူမျိုးနဲ့ဂျူလူလာတာဘာဖုံးမှမခြင်ဘူး။ဟုတ်ပြီသမီး။သမီးနဲ့ဆိုင်ခူနဲ့ကအိမ်နေရှင်လား။ဟုတ်ပါရဲ့ဆရာမကိုဆိုင်ကူနဲ့တမိနဲ့ရတလန်းနဲ့ပါဓမ္မစကူကိုသွားရင်ကိုဆိုင်ကူကတမိကိုဝင်ခေါ်နေကြပါ ခုံးကမနေ့ကညနေရပျောက်တာဆိုဘယ်နေရာမှာပျောက်တာလဲမှတ်မိလားဟုတ်ကဲ့ဟိုဘလုံးကန်နဲ့ပျောက်တာဘလုံးကန်နဲ့ထဲမှာဆိုင်ကူပါလားမပါပါဘူးဆီမဒါဆိုတရုတ်နေရာရောပါလားဟုတ်ကဲ့ပါပါရင်ကျွန်တော်ကမြင်ကန်နေရတာဒါဆိုရင်မနေ့ကညနေရဆိုင်ကူဘယ်ရောက်နေရလဲတာမှန်မှန်ပြောနော်ဒီပြေးကဘုရားဆုံးကတ်ကိုဘုရားဝဲစာကုလုပ်ပေးတယ်ပါဆီမမေးကြည့်လို့ရပါတယ်ဟုတ်တယ်ဆီမသူတို့တားမိနေအောင်လို့ဘေးရင်ရလူမှာကုလုပ်နေရတွေ့တယ်ဆီမ ဒီလောက်လက်ဘူးလက်ချက်မျိုးညာဘာတွေစဉ်းစားနေရလဲဆရာမရေဘာလဲဓမ္မစုចောင်းသားတယောက်ကခိုးတယ်ဆိုတာကိုလက်မခံနိုင်ဖြစ်နေတယ်ဟုတ်ပါဘူးရှင်ဓမ္မစုတက်လို့တော့ခိုးတက်လာမှာမဟုတ်ပါဘူးဓမ္မစုတက်တဲ့ကလေးကအကျဉ်းစိုးရေပြောင်းပြောင်းမပြောက်သေးရင်တော့နေသက်ထနေလာမှာပဲရှိရပါကျမတို့မှာကလေးရင်းနဲ့ထိထွေ့တင်းခွင်းကတပတ်မှာ၃နာရီပဲရှိအောင်။ဒါတောင်မိဘတွေကပုံမှန်ပို့နိုင်တာမဟုတ်ပါဘူး။တင်းနှင်းကနေကြောင်းမရမှာတော့အခြားအရာတွေနဲ့ရှင်းလိုက်ရင်ဓမ္မစုကိုပဲပြတ်ကြအများပါပဲ။ အခုဟာကအဓိကအကြောင်းရင်းအဖြစ်ကိုရှာနေတာပါ။ဒါမှလည်းဘလို့ဖြစ်တာ၊ဘာကြောင့်ဖြစ်တာ၊ဘယ်သူကြောင့်ဖြစ်တာဆိုတာသိရမှာလေ။ဆရာမစိတ်ခဲရှိတဲ့အတိုင်းပြောလို့ရမလား။ဟုတ်ပြောပါ။ဆရာမတခုကာဝယ်ပြီးလူမိုက်အပီးလုပ်တယ်လို့များဖြစ်နေလားလို့။လူမိုက်အပီးလုပ်တာကျမမဟုတ်ပဲအကိုတို့အမတို့ဖြစ်နေမှာ ਉਹ ပဲကျမကဆိုရင်တာပါ။ကျမဘလို့ပြောလိုက်တာ။မိဘမြန်တော့ဦးမဲတို့လောင်လာကြတယ်။ကဲဝါကဲဝါသူများပြည်စီကိုမလား။ကဲဝါ ဘေးမိဘကိုရှက်ခွဲပြေဝါပြေဝါတော့သူမြပြည့်စည်ကိုတကယ်မကူပါဘူးဘေးဟဲ့ကောင်နင်မခေါ်ရင်အဲ့ဒီဖုန်းကနင့်အိတ်ထဲကိုဘလို့လို့ရောက်နေမလဲမသာသေးချင်းဆိုရဲ့တော်နေမပြောပါဘူးဘေးတိုင်းတော့ဘလို့ရောက်နေလဲဆိုတာတကယ်ကိုမသိရပါဘူးတော်တော်ပဲပါရဲ့ဗျာတော့မသူချွေးချင်ပါနဲ့ဗျာ ုက်ပြီးဆုံးမတာအထီးကပြေမဟုတ်ပါဘူး။ဆဲဆိုခြင်းမုန်းတာလည်းမကောင်းပါဘူး။ရှင်တို့ကအပြင်မှာဖြစ်လာတဲ့ပြဿနာကိုဓမ္မစုကကျမဆရာသင်ခန်းထဲထိလူလာကြတာ우။ဒါကတော့ဓမ္မစုကြောင့်သားခိုးတာ우ဗျ။ဟုတ်ကဲ့ပါကျမညင်းနေရမဟုတ်ပါဘူးအပြင်မှာဖြစ်လာတဲ့ပြဿနာမျိုးကြောင်းစင်းချိန်ဆောက်ပြီးတော့အပြင်မှာပဲတစ်ဖက်မိပါအောင်အတီးပေးပြီးရှင်းရမှာလို့ပြောချင်တာပါကဲပါထားပါခုတော့ကျမအခန်းထဲကကျောင်းသားဆိုတော့ကျမနေပါဆိုင်သွားပြီး အဲ့တော့ဒီကိစ္စကိုကျမတက်နိုင်လို့ရှင်းပြမယ်ရှင်းလို့လက်ခံနိုင်လားဟုတ်ကဲ့ရောက်ရရဟုတ်ကြမှာရှင်းပါဖုန်းကမနေ့ကညနေကပျောက်တယ်ဖုန်းပျောက်တဲ့နေရာမှာဆိုင်းကူရောရှိမနေဘူးတအားနှစ်ယောက်တော့ရှိနေရေနော်ဒီနေ့မနက်တအားနှစ်ယောက်ကဆိုင်းကူဓမ္မစကူးလာရင်ဖုန်းကင်လာတာမြင်တယ်လို့ပြောတယ်ဒီသမီးလေးကလည်းဆိုင်းကူဖုန်းကင်မလာဘူးလို့တက်စီထွက်ပြီးမဟုတ်ဘူးရှင်းပါဟိုဟုတ်တယ်လေကွာ နေပါဦးဟိုတားတော့ကဆိုင်ကူနဲ့တလန်နဲ့လားတရက်ကွက်ထဲလားမဟုတ်ဘူးရှင်မဟုတ်တယ်လေကွာတရက်ကွက်ထဲပဲလीဟုတ်ဟုတ်တယ်ရှင်မသူရဲ့နှလန်းကြော်ကတားတော့ချင်းကတိကြတာလားဟုတ်တိရရှင်မသူ့အမေကတားတော့အမေရှင်မပတ်စံချိနေကြမှာဩကျမရဲ့သုံးသက်ချက်အရာဒီပြဿနာမှာပါဝင်နေသူကတယောက်ထဲတော့မဖြစ်နိုင်အဲ့ရောတားတော့သမီးတို့မင်းတို့တွေအကုန်လုံး က်ဆိုင်ရာကိုလိုက်ရှင်းပြရမယ်။ဟူရောက်ရင်တော့တေချာပေါက်အဖြစ်မှပုံမှာပဲ။ဟူမာတယောက်ချင်းစစ်မီလိုမှာအပြစ်ရှိရသူပေါ်ပြီဆိုရင်တော့ပြန်လိုက်လာခွင့်ရမှာမဟုတ်ဘူးနော်။သူများပြစီခုံမှုနဲ့အပြစ်ကြီးကြီးပေးခံရလိမ့်မယ်။ဟာဆရာမဒီလောက်တေချာနေရဘူးသူ့ကိုထက်ဆွဆွဲနေရ။ကျမဆွဆွဲနေရမဟုတ်ဘူး။အမှန်တရားကိုပြောထုတ်နေတာ။အမအောင်လက်ခံလိုက်ရင်အဲ့ဒီအမတသက်လုံးအကျင့်ပါပြီ။အမှန်ဖြစ်သွားတော့ အပြစ်ရှိတဲ့သူမပေါ်ထုတ်နိုင်ရင်နောင်လေအဲ့လူကအပြစ်တွေပဲဆက်လုပ်မှားနေအောင်ပါမှန်တဲ့လူတွေရောအပြစ်ပေးပြီးတကယ်အပြစ်ရှိတဲ့သူကိုဆက်မကွင်းပေးနေတယ်များကျမတို့ရဲ့လူဝင်ချင်းကဘယ်တော့မှသာလာမှာမဟုတ်ဘူးကဲမင်းတို့ရဲ့အားလုံးဘယ်သူမှဝင်ခံကြဘူးလားအဲ့ဒါဆိုဆရာမတက်ဆိုင်ရောဖုန်းဆက်ခေါ်လိုက်ပါဟုတ်ကဲ့မလောက်ပါနဲ့ရှင်မရဲ့ဟိုအဲ့ဒီဘုံကျွန်တော်မနက်ကယူပြီးဆိုင်ကိုလည်းမှတွေ့တော့ထက်လိုက်မိတယ် ။ဘာလို့တားတို့ကအဲ့လိုလော့ရတာလဲ။သူ့အမေကကျွန်တော်တို့အမေရဲ့ကြွေးတွေကိုမပေးနိုင်တဲ့အပြင်အမေကိုရင်ရလွတ်လိုက်တာမကျေနပ်လို့သူ့လူမိသားစုလူသားတွေအဆက်ကွဲအောင်လွတ်လိုက်တာပါဆင်။မင်းတို့ကထင်မထားဘူး။သူမြမကောင်းကြံကိုပေးရန်ချီးတဲ့သူမြကိုအရှက်ခွေရလို့တော့ကိုပဲအရှက်ခွေရတယ်။တားတို့ခုလိုခံတော့ပဲဆရာမကယေစုတင်ပါတယ်။ယောက်ျားဆိုတာဝန်ခံရရတယ်။တောင်းမှန်ရရတယ်။တောင်းဝင်ရွေးရတယ်ကွ။ အဲ့ရပြောတာပေါ့အကျိုးအကြောင်းကိုကာကနာနာမသိပဲထင်ရမြင်ရရင်နဲ့ဆုံးဖြတ်နေကြတာအခုချက်ချင်းနဲ့နှုတ်ရအောင်ဆရာမလေးကိုတောင်းပန်လိုက်ကြသူ့မှာနင်တို့တွေမလုံနိုင်တဲ့အရာကိုကိုပိုင်အချင်းလေးပေးပြီးဒမတ်စကုကိုလာလို့ပေးနေရရှာတာဘယ်နဲ့တော့ဗုဒ္ဓဘာသာဝင်နေဖြစ်နေပြီဘာသာရေးတည်လဲတကယ်မရှိကို့သားသမီးလဲဘာသာရေးအကြောင်းကောင်းကောင်းရှင်းမပြနိုင် ာစကူထားပါဆိုတော့လေအချိန်မပေးနိုင်ဘူးလေဘာလင်းနဲ့အဲ့ဒါပြောတော့ဗောအဖွားကြီးကျမလည်းကျမတို့ဆိုင်ကိုဓမ္မစကူထားဖို့မနဲ့ပြောလိုက်ရတာအခုလဲကြည့်အောင်တခုအလွတ်လူကောင်းလက်ပြန်ကြိုးတုတ်ချင်နေကြတာလေဒီကလေးတွေဒီရွယ်နဲ့မကောင်းတဲ့အတွေးခေါ်ရရှိနေတာအရန်အနေအများတယ်ဒီလိုတွေဖြစ်ရတယ်မိဘကြီးကြောင်လဲပါတယ် ဓိကအခြေခံကတော့စိတ်ကောင်းနှလုံးကောင်းနဲ့ကိုချင်းစာတရားပေါ်ရှင်။ဒါကြောင့်လေကျမတို့တွေကတပြားတကျမ်းမှမရဘဲနဲ့ကို့ဘာသာနဲ့လူမျိုးအတွက်လူငယ်တွေဘာသာရေးအသိရှိအောင်စိတ်ထားလေးပြိုကောင်းလာအောင်ဆိုပြီးကိုတက်နိုင်သလားကုသိုလ်ပြေဆောင်ရွက်ပေးနေရတာပေါ်ရှင်။ဒီလူငယ်တွေဟာတော်ပြီးကောင်းတဲ့လူတော်လူကောင်းဖြစ်မယ်ဆိုရင်ကျမတို့နိုင်ငံအတွက်တန်ဖိုးဖြတ်လို့မရတဲ့တက်ရှိတန်စရာတွေပေါ့ရှင်ဟုတ်တာပေါ့ဆရာမလေးရဲ့ဟုတ်တာပေါ့ရှင် ကဲပါအားလုံးပဲနားလည်ခွင့်လွှတ်မှုတွေနဲ့တရားကိုတရားကို lesson တော့ဆက်လိုက်ကြပါ